တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကြီးထင်လင်းရဲ့ရွှေဖြစ်ငွေဖြစ်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရွှေဖြစ်ငွေဖြစ်အမရေပဲပြောနနဆောင်းသောအိရှိတကားစီမှလန့်ခေါ်လိုက်သောအတန်ကိုကျွန်တော်မျက်နှာတင့်နေရမှကြားလိုက်ရပြီး ိမ်အောက်စီမှ ကျွန်တော်ဇနီးမှာကိုရင်ရေအားရင်ပဲပြုတ်ထွက်ယူလိုက်စမ်းမှာဒီမှာလက်မအားလို့ဟုလမ်းပြောတံကို ကြားရသည် ကျွန်တော်လည်းမျက်နာတော့ရင်ပကံတစ်ချက်ဆွဲကာအိမ်ရှိသူထွက်လာခဲ့ရ၏ကျွန်တော်ဇနီးတဲ့အိမ်ရှိတွင်ပန်းအိုးတအိုး၌မြေဆွေးများထဲ့လျက်ပန်းမင်တပင်ကိုစိုက်နေသည်ပဲပြုတ်တယ်လေပဲတောင်းကို လေကားခုံမောချပြီ ကျွန်တော်လာကိုဆောင်ရင်ကျွန်တော်ဇနီးပန်းမင်ဆိုင်ရာတို့စင်ကြည်လျက်စကားစမြည်ပြောနေသည်အဲ့ဒါရှင်တငယ်ကမုန်းဆိုတာလားအမဘလောက်ပြီးခဲ့ရလဲဟင်ပဲပြုတ်တဲကမေးနေသည်ကျွန်တော်ဇနီးကပန်းမင်ကလေးကိုပန်းအိုးထဲထည့်ပြီးမြေဖို့နေရာမှမော့ကြည့်ကမသိဘူးဒါဝယ်လာတာမဟုတ်ပါဘူးမနေ့ညကဦးလေးတယောက်အိမ်လေသွားရင်တောင်းလာတာပါညကမိုးချုပ်သွားတာနဲ့ရေစိန်ထားပြီး နဲ့မှစိုက်ရတာလေဟုတ်အေးအေးဆေးဆေးပြောနေသည်အဲ့ဒါတိတ်အဖိုးတန်တာပေါ့အမရဲ့ကျမအိမ်မှာတခြားကမုန်းတွေတော့ရှိတယ်အဲ့ဒီရှင်တငယ်ဆိုတာမရှိဘူးတိတ်လိုချင်တာပဲအမရဲ့တနေ့ကမေးကြည့်တော့အပင်ငယ်ငယ်ကလေးတပင်နဲ့အစိတ်ဆိုတာနဲ့မဝင်နိုင်ခဲ့ဘူးဟုတ်ပဲပြုတ်တဲ့ကဆက်ပြောနေသည် ကျွန်တော်သူ့ပဲတောင်းနာကပကံကိုင်းပြီးစောင့်နေသည်ကို မြင်ဟန်မတူ ကျွန်တော်ဇနီးက လူချင်းရင်ဒီအပင်ပွားတော့ပြီးမယ်လေလာယူပေါ့ဟိုမှာပဲပြုတ်ထည့်ပြီးလိုက်ပါဦးဟုကျွန်တော်ပဲလှည့်ပြောမှာပဲပြုတ်သေးတက်လာပြီးကျွန်တော်ပကံသေးပဲပြုတ်ထည့်ပေးပါသည်ခမည်းလည်းကမုန်းစိုက်သလားကျွန်တော်ကမေးရပြန်သည်ရှင်ဟုတ်ကဲ့ကမုန်းစိုက်တာရောင်းပန်းဝယ်ပန်းပွင့်တာပေါ့အကိုအော်အော်ခမည်းပဲပြုတ်ရောင်းတာတနေ့ဘလောက်ရလဲကျမလား မနက်ခင်းလှည့်ရောက်တာပဲတောင်းကုန်ရင်ကို့အတွက်သုံးလေးချက်တော့ကြံပါတယ်နေ့လေတော့ဘာမှမရောက်ဘူးလားနေ့လေတော့တခါတလေအကြော်ကလေးပါကလေးရောက်ပါတယ်ပွဲကလေးလမ်းကလေးရှိတဲ့အခါအကြော်ဆိုင်ထွက်ပေါ်အကူရဲ့ဒီလိုဆိုခမည်းဝင်ငွေဘယ်နည်းမလဲခမည်းယောက်ျားကဘာလုပ်လဲရှင်ကျွန်တော်မေးဒီကို မကြားလိုက်၍လားမဖြေချင်း၍လားမသိပဲပြုတ်တဲ့ကကြောင်ကြည့်နေစဉ်ကျွန်တော်ဇနီးကဝင်၍ မလေးဆက်စုနေပြန်ပါပြီသူခမနေမြင့်နေပါဦးမယ်ဟုပြောသဖြင့်ကျွန်တော်လဲသူ့ဘဲတောင်းကိုပင့်ပေးလိုက်ရသည်ပဲပြုတ်တယ်လဲလှေကားမှဆင်းပြီးရုတ်တရက်ထွက်မသွားသေးပဲကျွန်တော်ဇနီးနာတွင်ရက်ကြည်ကအမရှင်တငယ်ပွားတော့ကျမလဲပေးပါဦးနော်အမဟုပြောနေသည်ကျွန်တော်ဇနီးကပေးမယ်ကျမမိနေရင်လဲပွားတာမြင်တော့ပြောပေါ်ဟုဆိုလိုက်၏ ဲပြုတ်တယ်လဲဝမ်းသာသွားကပေါ်ပါသောခြေလမ်းများဖြင့်လမ်းဘက်သို့ထွက်ရင်းကဲဒီရက်ကပဲပြုတ်ဟုခစ်လိုက်ရာသူ့တန်သည်တရန်လုံးပဲ့တင်ထက်၍သွားလီတော်သည်ကိုကျင်ကြီးအဲ့ဒီပဲပြုတ်ပကံကြောင်အိမ်နဲ့သွားထည့်ပြီးဆင်းခဲ့ပါအောင်ဒီပန်းအိုးတွေနေရာရွှေ့ကျင်လို့ကျွန်တော်စိတ်ထဲတွင်ဂမုံဝါဒနာပါသောပဲပြုတ်တဲ့เจ้าကိုတွေးနေမိသည် ူကတော့ခဲအေးအေးပင်ဂမုံးဆိုင်တာရောင်ပန်းဝဲပန်းပွင့်နာပေါ့အကိုဟုပြောသွားသည်သူ့ပဲပြုတ်ကလည်းကောင်းသည် ပဲပြုတ်သည်အနုအနက်ညီမျှတင့်တင်သည် အချိန်မှန်သည် စကားပြောချေငံသည် ခြေလန်းတွတ်တွတ်ဖြက်ဖြက်လက်လက်သွားနိုင်သည်တအိမ်ကဝဲနေတော့တခြားအိမ်ကခေါ်တန်ကြားလျင် ခေါ်တန်ကြားရာဘက်သို့လှည့်ပြီးသူ့အတန်ကြီးကြီးလင်းလင်းနှင့်ဟုတ်ကဲ့လာပါမယ်ဟုပြန်ပြောတတ်သည် ကျွန်တော်တို့လမ်းထဲကအိမ်တိုင်းလိုလိုပင်သူ့စီကပဲပြုတ်ကိုမှဝဲကြသည်သူမလာသေးလျင်စောင့်နေကြသည်တခါတလေတရက်တလေသူမလာနိုင်လျင်တခြားပဲပြုတ်သည်များထံမှဝဲရလေရှိ၏တခြားပဲပြုတ်သည်များမှအဝိအစားကအစတက်တက်ရရမရှိပဲကလည်းမကောင်းလှကြည်သူကတော့သူ့ပဲပြုတ်ရောင်းကောင်းဒီမှာကမုန်းဆိုင်သောကြောင့်ဟုထင်နေသည်လားမသိဘူး ကျွန်တော်လဲပဲပြုတ်ပကန်းကိုကြောင်အိမ်နဲ့ထည့်ပိတ်ပြီးစပွဲပေါ်ရှိကော်ဖီအိုးထဲမှာကော်ဖီတစ်ခွက်ငှဲ့တော့ရင်ထိုင်ငါဆက်တွေးနေမိသည်ကိုရင်ရေလာမယ်မိရေကော်ဖီတောက်နေလို့မဟုတ်ပါဘူးဒီမှာကိုအောင်ကျော်လာနေတယ်အိမ်မော်ခေါ်ပြီးကော်ဖီလေးပါလေးတိုက်ပါအောင်ကျွန်တော်ကကော်ဖီစပွဲမှာထ၍ထွက်ကြိုးလိုက်တော့ကျွန်တော်နဲ့မတွေ့ရသည်မှာအတော်ကြာနေပြီဖြစ်သော မိတ်ဆွေကိုအောင်ကျော်ကိုပြုံးရွှင်စွာတွေ့လိုက်ရပါသည်။ဘဲနဲ့ဆရာကြီးကမုန်းနေဆိုင်ပြီးတထည့်ဖြစ်ကြံနေကြပြီလား။ဟုကိုအောင်ကျော်ကရေသွန်းသွေးရင်ဝင်လာကကျွန်တော်တို့ကော်ဖီစပွဲတွင်ထိုင်နေကြသည်။ဘာတွေလုပ်နေတာလဲဗျ။ဟုကိုအောင်ကျော်ကမေးသည်။ကျွန်တော်လားအခုအလုံးမရှိပြန်ဘူးလေ။တိုက်ကလည်းပိတ်လိုက်ရပြီမလား။အခုတော့မနက်ခင်းစာကလေးပါကလေးတင်ပြီးနေလေတော့အိတ်ပေါ့။ စာဖတ်ခြင်းရတာပေါ့ဝင်းငွေကစားဖို့တော့ရအောင်ရှာရတာပေါ့လီတားတဲ့ခမရကအခုဘာများလုံနေသေးလဲကြုံရပဲဗျာအလုလုရတာတဲမကြိုက်ပါဘူးဗျာတားတဲ့ခမရစာလေးပါလေးမရေးတော့ဘူးလားမတွေ့ပါလားအနေချင်းတော့ရေးပါတယ်ဘာသာပြန်လေးပါလေးပေါ့ဗျာရေးခြင်းစိတ်လည်းတိတ်မရှိပါဘူးဗျာတားနဲ့ခမရအိမ်ရှိမှာဂမုံနေမနေပါလား အေးဗျမရွှေမိပေါ့ဟိုကယူလာဒီကယူလာနဲ့ထားစရာတောင်နေရာမရှိတော့ဘူးတနေ့တနေ့လဲဒါနဲ့ပဲအချိန်ကုန်တာပဲသူ့ဟာနဲ့သူအတော်တော့နေဟာကြတာကမုန်းဆိုင်ရောင်းတာလားမရောင်းပါဘူးဘာဖြစ်လို့လဲသိဘူးလေအခုတော့ကမုန်းယူယောဂါတော်တော်ထနေတယ်ခမည်းတော်လည်းဒီလူတွေတည်းများယောပြီးအယူထနေကြပြန်တာလားကိုအောင်ကျော်ကတော့ပြောမနာဆိုမနာဖြစ်၍ ဒုက္ခနဲ့ဒေါက္ခနဲ့မေးလိုက်သည်ကျွန်တော်လည်းအတော်အောင့်တတ်တတ်ဖြစ်သွား၏ဤပါဦးမြကမုံယူယောဂါထတယ်လို့ချိုးချိုးပဲ့ပဲ့ခေါ်ရအောင်ကမုံစိုက်တာဘာများအပြစ်ရှိလို့လဲဟုမေးလိုက်ရသည်ယူတာဗောဗျကမုံတပင်ကိုအစိတ်30ကစပြီးတရာနှစ်ရာတထောင်များထီအောင်ပေးဝဲနေကြတာဒါနဲ့ယူမှမခေါ်ရင်ဘယ်ဟာခေါ်အောင်မလဲဗျာကျွန်တော်လန့်သွားသည် ရန်ဟုဆိုလိုက်တာက သူကထပ်ပြောပြန်သည် ကမုန်းတပင် အစိတ်30ကစပြီး100 200တထောင်များထိအောင်ဆိုတော့ရုတ်တရက်ကျွန်တော်သဘောမပေါက်ချင်မနဲ့စောစောကပဲပြုတ်သေးပြောသွားတော့တပင်အစိတ်ကိုတွား၍တတိယလိုက်မိ၏ပန်းအိုတလုံးလျင်တစ်ချက်တမတ် အပင်ဆိုင်ခမြေနှုတ်ခသုံးမတ်တစ်ချက်ထားအိုးနှင့်တပင်လျင်နှစ်ချက်နှစ်ချက်ခွဲလောက်တော့တန်မီဟုခန့်မှန်းခဲ့ဘူးသည် ပဲမြုပ်သေးကတပင်အစိတ်တဲဟုပြောတော့ငါသူပြောချင်ရာပြောသည်ဟု အမှတ်မထင်မင်းရှိခဲ့သည်ယခုတဖန်နောက်တယောက်ကတပင်ကို အစိတ်30ကအစ100 200 1000ထိဟုဆိုလာပြန်တော့တကယ်ပင်အံ့ဩမိ၏ဘယ်နဲ့ကြောင့်ဒီလောက်ပြေးဝယ်နေကြတာလဲဘာရီမြတ်အစွမ်းထက်လို့ပါလိမ့်မလဲအပင်မဲဟာဟုလဲမေးလိုက်၏ တိဘူးလေဗျာရောင်ပန်းဝယ်ပန်းပွင့်တဲ့ဂမုံရွှေပြည့်ငွေပြည့်ဂမုံတို့ဆိုတာတွေဖြစ်မှာပေါ့အလှဆက်ယုံနဲ့တော့ဝါသနာပါလှရင်တပင်း၄၅ချက်ပြင်ဘယ်သူပေးလိမ့်မလဲဟာရွှေပြည့်ငွေပြည့်ဂမုံဆိုတာအဂိယိတ်ဆရာတွေရဲ့စကားပဲသူတို့လှုပ်ရမှာဒီဂမုံတွေကိုအမှုန့်ကျိတ်အေးညှက်ကြီးတို့ဒဏ်တို့နဲ့ထဲ့ချက်ရွှေငွေဖြစ်ဆိုတာတွေပေါ့ အပင်ဆိုင်ထားရုံနဲ့ဘယ်ကလာရွှေငွေဖြစ်လိမ့်မလဲမဟုတ်တာကြီးပဲဒါကြောင့်အယူထကြတာတသက်ပါလို့ကျွန်တော်ပြောတာပေါ့တနေ့ကကျွန်တော်ဈေးထဲလျှောက်သွားလို့ကမုန်းဥကလေးတစ်လုံးဝယ်မလို့မဟုတ်ပါဘူးသိကျင်လို့မေးကြည့်ပါလေ90တဲ့အမေကျက်သွုံဥကြီးကြီးလောက်ရှိတဲ့ဥကလေးတစ်လုံး90ဆိုတော့ပြား90လားလို့မေးမိပါလေအမလီဟဲ့လီပြေးနိုင်လို့လွတ်ခဲ့တယ်ဆရာကြီး ဒီမှာကိုအောင်ကျော်ကသူ့လက်ငါးချောင်းကိုဆန့်၍စုကြည်ခြီလုတ်ဖြန့်ကြည်လုတ်ပြရင်ငွေ90ငွေ90ဟုအာရပါရပြောကာမဲ့ပြလိုက်ပါသည်ဘာကမုန်းနေတော့ဗျတိပါဘူးဗျာကမုန်းခတ်တာနီဆိုလားကျွန်တော်တို့နှစ်ယောက်အောက်ပြန်ဆင်းလာကြတော့ခါကျွန်တော်ဇနီးမှာအရွက်နီနီနဲ့ကမုန်းတပင်ကို အိုးထဲတွင်ထည့်ဆိုင်ပြီးရေလောင်းနေပြီဖြစ်၏အဲ့ဒါဘာကမုန်းနေလဲဆရာကတော့မသိဘူးဘာဆိုလဲပြောတော့ပြောတာပဲအပင်ကလေးလှတာနဲ့ခင်ခင်တို့အိမ်ကတောင်းလာတာတောင်းလာတာအေးဘောသူ့ရွယ်ကဗုဒ္ဓံတရဏံလိုပင်မဲ့နီနီရဲရဲကလေးမို့လှလို့တပင်နှုတ်ယူလာတာအဖိုးကြီးကတဲတောင်းမပေးချင်ဘူးအပင်မွားရှိလို့သာရခဲ့တာမနက်ကပဲပြုတ်တယ်ပြောသွားတော့တပင်အစိတ်တောင်တန်တဲ့ရှင်ဟုတ်မှာပဲ ဟိုဘက်ကကြားကြားဟာကရောကျမနမေဒီဘာတွေမသိပါဘူးရှင်အဲ့ဒါကိုရင်တို့ဦးလေးအိမ်ကချမ်းရှင်းထုံးကနှုတ်ပစ်ထားတဲ့အပင်တွေကလှရမ်းနဲ့ကောက်လာပြီးပန်းအိုတွေထည့်ဆိုင်ထားတာဟိုဘက်ကဖြူဖြူပျောက်ပျောက်နဲ့အယိုးနီနီကြာရွက်လို့ဟာကရောကျမနမေမသိပါဘူးလို့ဆိုနေအဲ့ဒါတပင်ရွှေထီးဆိုတာနဲ့တူတယ်တပင်ကိုတရားနှစ်ရာတန်တဲ့ဗျာ တနေ့ကကျွန်တော်အိမ်သားကအဖိုးကြီးတယောက်ဝဲလာတာတွေ့တယ်။ငွေဖြစ်တဲ့ကမုန်းဆိုပဲ150ပေးရတဲ့ရှင်မက်ရွှေမိကကိုအောင်ကျော်ကိုတန်းအံ့တော်ကြည်နေလေသည်။ကိုအောင်ကျော်ကအဲ့ဒီကမုန်းကအဖိုးတန်းခမငွေဖြစ်တဲ့ကမုန်းနဲ့သူ့အဆေးကနီနီလာအပင်ပုံတော့တူတာပဲ။နေပါဦးရှင်ငွေဘလို့ဖြစ်တာတဲ့တော့။ဒီဘူးလေဗျာကျွန်တော်လည်းအဖိုးကြီးပြောတာပြောရတာ ကျွန်တော်မိမကသူ့အပင်သူကြည့်ပြီးခက်တွေတွေလုံနေသည်အတန်ကြာမှ150ဆိုကျမတို့မယောင်းလို့ရလားရှင်ဟုရဲသွန်းသွေးသလားစုလိုက်သည်ရောင်းရင်ရတာဗောဗျ150ဟုတ်လားဒီလိုဆိုသူ့တက်လှတဲ့ပင်နေကြတော့200 300တောင်တန်တာဗောဟုတ်လားကျမတို့ပင်နေဒီလိုဆိုအတော်တန်နေတာဗောအားလုံးပန်းအိုး40လောက်ရှိတယ်အပင်မွားတွေဘာတွေခွဲလိုက်ရင်100လောက်တောင်ရမယ် အပင်တရာထားငွေတထောင်အမေမာစတာကားလေးတစ်စင်ဒုတိယ6လလောက်ကြဝယ်ရအောင် ကိုရင်ရေအမေမနွားနို့ဦးနွားနို့ဦးကျွန်တော်တို့ကရီးလိုက်ကြတော့လဲကိုအောင်ကျော်ကမူမီကြီးသူဒီခက်တွေတွေလုံနေသည်အတန်ကြာမှ အမေခမရတို့ကသာရည်နေတကယ်လုတဲ့သူတွေက လုံနေကြပြီလေဂမုံဆိုင်တာစီးဝတ်တတ်တယ်ဆိုတာအဲ့ဒလိုဂမုံဆိုင်ရောက်တဲ့လူတွေပေါ့ခမရခုနကပြောတဲ့တွက်ကင်းဟာနွားနိုတဲ့ကလေးကြက်ဥဖောက်တဲ့တွက်ကင်းတဲ့သေးကြတယ်ခမရသိရဲ့လားခက်တီတီနဲ့ပြောနေပါတော့သည်ထိုအခါတွင် ကျွန်တော်တို့လည်းမေးရခြင်းကြတော့ပြီ ကျွန်တော်ဇနီးကရှင်ပေနေသောသူ့လက်များကိုအမှတ်မထင်တစ်ချက်နှစ်ချက်ခါလိုက်ပြီးသူ့စိုက်ထားပြီးသားကမုံမင်းလေးကိုစူးစိုက်ကြည့်နေလေသည်ကျွန်တော်ကကိုအောင်ကျော်ကိုအကဲခတ်နေမိလေသည်ဒီလူပြောတာတွေဟုတ်မှဟုတ်ရဲ့လားဟုအောင်းမေနေစင်မှာပင်ကိုအောင်ကျော်ကဒါတဲ့ကျွန်တော်လာတာခမည်းစီကငွေတရာလောက်ခဏစွဲခြင်းလို့လာတာဟုဆိုလိုက်သည်ကျွန်တော်တို့မှာငွေမရှိမှန်းလဲသူသိ၏ သို့သောရှိလျင်ရနိုင်မှန်းကိုလည်းသိသည်ယခင်ကလည်းယခုလိုပင် ကျွန်တော်မိမဈေးဘိုးတဲကဆွဲဆွဲသွားပြီးလမကုံငင်ပြန်ပြန်ပေးတတ်သည် သူ့မှာငွေရှင်သည့်အခါများတွင်လည်းကျွန်တော်တို့ကဆွဲရလိမ့်ရှိ၏ကျွန်တော်ဇနီးလည်းကျွန်တော်မျက်နာကိုတစ်ချက်လှမ်းကြည့်ပြီးတရားတော်မရှိဘူးဆိုတဲ့ဟုဆိုသည်ကိုအောင်ကျော်က၁၀ရက်လောက်ပါဟုဆက်ပြောသည်ဖြင့်မရွှေမီလည်းသူ့ခါးကြကငွေတရား၌ထုတ်ပေးလိုက်၏ ကိုအောင်ကျော်ပြန်သွားတော့ခါကျွန်တော်တို့လည်းပန်းမင်ကလေးများနေရာရွှေ့ပြောင်းထားလိုက်ကြပြီးအရေးကြီးကြရင်းကကျွန်တော်ဇနီးကဘလို့ကြောင့်မလိုက်တော့ဟုအရင်မရှိအဖျားမရှိဆိုလိုက်သည်ကျွန်တော်ကသူဘာပြောမှန်းမသိ၍ထက်မေးရ၏အော်ဂမုံးတွေကိုပတ်စံအများကြီးပေးဝယ်တဲ့လူတွေကိုပြောတာပါခုနပေးပြုတ်တယ်ပြောသွားတာမကြလိုက်ဘူးလားအမိရဲ့ဂမုံးစိုက်တော့ရောင်းပန်းဝယ်ပန်းပွင့်နေဆိုတာလေ သူတို့ယုံကြည်မှုနဲ့သူတို့တော့ဟုတ်လို့ပေါ့ပဲပြုတ်သေးတော်မှရှင်တငယ်ကမုံငွေအစိတ်တက်နိုင်ရင်စိုက်မယ်ပုံမဲလီသူတို့ဥစ္စာတကယ်ကိုဟုတ်ရဲ့လားမသိဘူးအပြောတတ်ပါဘူးကွာဟုတ်မယ်မထင်ပါဘူးကမုံပင်ရောင်းစားတဲ့လူတွေတော့ပွားကြမှာပေါ့ခိထာနေတော့အပွားကြံတဲ့လူတွေကလည်းအမျိုးမျိုးညာစားကြမှာပေါ့ဒီလိုတော့လည်းဟုတ်ပါမလားကိုရင်ရဲ့တယောက်ယောက်မှာတပင်ပင်ကတော့ ဒိဋ္ဌဓမ္မအကျိုးပေးတာရှိမှာပေါ့တိုက်ဆိုင်မှုဆိုတာကတော့ရှိမှာပေါ့ဒါပေမဲ့ထက်တွက်လို့ဘယ်ရမလဲအမိရဲ့လူဆိုတာယုတ်တိယုတ်တာနဲ့ပြောရင်ယုံကြတာပဲအင်းအိုင်ခါလက်လက်ဖွဲ့စည်းဝါးဆောင်ကြတဲ့လူတွေနှက်ကိုွယ်ကြတဲ့လူလိုပေါ့ဒါပေမဲ့အလွန်ကျူးဖြစ်လာရင်တော့ဘယ်ကောင်းတော့မလဲကိုအောင်ကျော်ပြောတာလို့တသောင်းတို့ဘာလို့ဆိုတာကတော့လွန်လွန်းနေတယ်ငါးချက်၁၀ဆိုတာကတော့ထားပါတော့ ဒါလည်းတကယ်တော့ယူတာပဲကျွန်မတို့အခုလိုကမုန်းတွေစိုက်တာတစ်နှစ်ကျော်လောက်ရှိပြီဘလို့များအကျိုးရှိခဲ့လဲပြန်တွက်ကြည့်ရအောင်ဒီနေ့ငွေတရားထွက်သွားပြီလေဒါကသူပြန်ပေးမှာပဲကိုအောင်ကျော်ကကျွန်မတို့ကြောင့်သိပါတယ်ဘယ်တော့မှလည်းမဆုံးမှုပါဘူး၎င်းပြောမနေပါနဲ့အေးလေဒါက၎င်းကြီးစရာပြောတာပါကမုန်းစိုက်တာဘာအကျိုးထူးရမလဲအမိရအိမ်မှာစိမ့်စိမ့်ဆိုဆိုရှိနေတာပေါ့ မျက်ပင်တွေခြုံမင်းတွေရှင်းပြတာပေါ့ပန်းအိုတွေရေလောင်းအညွန့်အဖူးတွေတက်လာတာကြည်ပြီးအာရကျေနဲ့အလုတ်တစ်ခုရနေတော့စိတ်အေးချမ်းတာပေါ့အမိလည်းအပြင်းပြေတာပေါ့ဒါပဲပေါ့ဟုတ်တယ်ဒါပေမဲ့အခုစိုက်ထားတဲ့ဂမုံတွေသူများတကာပတ်စံပေးဝယ်စိုက်နေကြတယ်ဆိုတော့ကိုရင်ဘာများစိတ်ကူးလဲလို့သိကြင်လို့ပါဘာမှစိတ်မကူးမိပေါင်များဘာလဲအဓိကရောင်းစားခြင်းစိတ်ပေါက်လာလို့လား ဒီလူပြောတိုင်းသာရှောက်လို့ရရင်အမိလည်းအယူဖြစ်မှာပေါ့ငွေဆွဲလို့ကောင်းအောင်လေးပြစ်သွားတာဖြစ်ချင်းဖြစ်မှာမဟုတ်ပါဘူးကိုရင်ရဲ့ကိုအောင်ကျော်ဒီလိုမဟုတ်ပါဘူးတန်သေးရှိတာတော့တကယ်ပဲကိုရင်ရဲ့တန်သေးရှိတာတော့စိတ်ကူးရင်လို့ရတာပေါ့ရှင်နွားနို့အိုးမမနွားနို့အိုးနောက်ရံများတွင်မက်ရွှေမိသည်ကမုန်းပင်များကိုလှဲ့တောင်း လှဲ့လေတောင်းယူခြင်းအပင်မွားရှိလျင်လဲ့လေခြင်းတို့ဖြင့်နေတိုင်းလိုလိုအလုတ်များလာသည်ဂမုံအိုးများလည်းတိုးလာခဲ့၏အခြားလူများ90တရာပေးဝယ်ကြသည်ဆိုသောဂမုံမင်များလည်းရောက်လာသည်အတော်ကလေးဝေဝေဆာဆာဖြစ်လာ၏ဝယ်ခြင်းနဲ့ဂမုံယူတွေ့ရင်ဈေးကြီးကြီး ဆိုပြီးရောင်းရအောင် ကိုရင်ရဲ့ဟုလည်းပြောသည်အမိလည်းလောဘနဲ့မိမ့်မပါ၏တကား အမိလဲကမုံယူဖြစ်တော်မယ်ဟု ကျွန်တော်ကဆိုသည် အမေအမိကပန်းအိုးဘိုးကလွဲရင်ဆယ်ပြားဘိုးမှမဝဲဘူးကိုရင်စိတ်သာချအမိမယူဘူးဟုပြန်ပြောသည် တနေ့တော့သူဈေးကပြန်တွင် စာအုပ်ကလေးတအုပ်ပါလာ၏ကျွန်တော်ကစွဲယူကြည့်လိုက်သောအခါကမုံပင်များအကြောင်းစာအုပ်ကလေးဖြစ်၏ဈေးနှုန်းကိုကြည့်လိုက်သောအခါနှစ်ချက်ဖြစ်သည်နှစ်ချက်တန်းဝတ္ထုစာအုပ်လောက်များမရှိဘူး ဆယ်ပြားဖို့မြမဝယ်ဘူးဆိုတော့မရွှေမီလဲကမုံယူဖြစ်ချေပြီကျွန်တော်မှတ်ချက်ချလိုက်မိတို့ရရင်မရွှေမီကသူတို့ဟာတွေတိမှဈေးကိုနားလဲမယ်ကိုရင်ရဲ့ဟုအချောင်းပြဤမိဖို့တဲကကိစ္စပြီးတော့သူပြန်ဆင်းလာပြီးသူ့စာအုပ်ကိုထိုင်ဖက်သည်ပြီးတော့ကမုံမင်းများနဲ့တူသည့်အပင်များချောင်းကိုရှာဖွေဖက်ရှုဤဖက်ရင်းကဟောတာကဘာကမုံမင်းနဲ့ စသဖြင့်ကျွန်တော်အားလှမ်းလှမ်းပြောရသေးသည်အမေဟောတာကအဖိုးတန်းရှင်ညညကြအရွက်ကအသေးဝါးဝါထွက်တဲ့ညကြမှာစင်းကြည့်ရအောင်မေဒီဟာကလည်းရှားတာပဲကိုရင်တို့ဦးလေးချမ်းရှင်းတို့ကကောက်လာတာပဲမဲ့ဈေးထဲမှာတပင်90တောင်ရောင်းနေတာတွေ့ခဲ့တယ်ဒီစာအုပ်ထဲကဟောဒီကမုန်းနဲ့အတူတူပဲအရွက်ထွက်ပုံကြားပုံအယိုးစင်းပုံအယောင်တော့ဟောဒီဟာနဲ့အတူတူပဲအမေ ကျမစိုက်ထားတာတွေဟာတကယ်အဖိုးတန်တွေပါလားအိမ်ဝင်းခြံခတ်တော့မှာပဲကျွန်တော်လဲသူ့ပခုံးပေါ်မှာကြော်၍ဖတ်လိုက်မိသည်စာအုပ်မှာဘလောက်ပုံများနဲ့တခန်းတနာဖြစ်ပြီးကမုန်းမင်းတို့ဤပုံတံဖော်ပြချက်တကူအာနိသင်လက်တွေတာရကစသဖြင့်အတော်ကလေးဝေဝေဆာဆာဖော်ပြထား၏ရောင်းလိုက်ရတာကိုရင်ရဲ့ကမုန်းဆိုင်မှာလीလူတွေကိုပြေးနေတာပဲဟုတ်ကျွန်တော်ဇနီးကဆိုသည် ဘသူရေးတာလဲกว่าမှန်အမဲစေကမုံတောင်ဆရာကြီးဥအောင်စီရင်သည့်ပရပိုက်မူမှတင်နိုးရာရာထုံနှုတ်ကူးอยู่ကပညာလိုလားအမျိုးသားတို့အကျိုးများစေရန်စေတနာတန့်တန့်ဖြင့်ပုပ်ပါဆမလေးလုံးဆရာဥကျော်ပြုစုရေးသားသည်ဆိုပါလားအလေတဲဟုတ်တယ်လူတွေပဲစေကမုံတောင်ဆရာကြီးဥအောင်ဆိုတာ ဘိုးဘူအောင်လာမှမသိတာဟေးဘေးကလာဘိုးဘူအောင်မှလည်းအမိကလည်းဆရာဦးကျော်ဆိုတာကျမတို့အိမ်တစ်ခါကကိုချစ်သိန်းဦးနဲ့လိုက်လာတဲ့လူလားကိုရင်ဟိုးအမိကလည်းအဲ့ဒါကကျောင်းဆရာ ကိုမောင်မောင်ကြောပါကမုန်းနဲ့ဘာမှမဆိုင်နာကြီးကိုကြံ့ကြံ့ဖန်ဖန်မင်းမို့လို့ထင်တတ်ပလီတယ်။သိဘူးလေ ကိုတီတဲကမြန်လာလို့စာအုပ်လကားတောင်းရအောင်လို့ကိုရင်ရယ်မဟုတ်တာပဲအမိရလဲဒီလိုလူတွေနဲ့တိလဲမတိချင်းဇမ်းမာနေကျွန်တော်တို့နှစ်ယောက်စလုံးစာအုပ်ကိုလှန်လောကြည့်နေကြ၍အနောက်ကလူရောက်နေသည်ကိုသတိမပြုမိကြအတန်ကြာမှလှဲ့ကြည့်မိတော့နှစ်ယောက်စလုံးလန့်သွားကြ၏ဟာကိုအောင်ကျော်လန့်လိုက်တာဗျာဇနီးမောင်နှံဘာစာအုပ်များဒီလောက်စိတ်ဝင်စားနေကြတာလဲသိကျင်လို့ အตาခြေပြားထောက်ဝင်လာခဲ့တာပါဗျာဟုပြောသည်သူ့လက်ထဲတွင်လဲကျွန်တော်တို့ကြည်နေသောစာအုပ်မျိုးတစ်အုပ်ပါလာ၏သို့နေကျွန်တော်ကကျွန်တော်စာအုပ်ကိုအตาနောက်သို့ပြည့်၍ဝတ်ထားလိုက်ပြီးအမေဟဲ့လူခမည်းလဲကမုံယူဖြစ်ပြီမဟုတ်လားဟုဥအောင်ဆိုလိုက်ရ၏သူကခက်တီတီပင်သူခင်တဲ့သူခါဆိုတာဒီလိုပေါ့ဆရာရဲ့ ကျွန်တော်လည်းဒီနေ့ကဆရာကတော့ဂမုံနေကြည့်ပြီးစိတ်ကူးရတာနဲ့တပတ်တွင်လိုက်စုတာလေဟုဆိုပါသည် ကျွန်တော်သူ့မျက်နှာမချုံမချင်းကြီးကိုစိုက်ကြည့်ရင်းအံ့ဩနေသည်ဘယ်နဲ့လဲဗျဒီစာအုပ်ကောင်းရဲ့လားဟုသူကမေးသည်ခမရဖတ်မကြည့်ရသေးဘူးလားကျွန်တော်တော့အခုမှတွေ့ရတယ်သူခင်နဲ့သူခါနဲ့လူတွေစိတ်ဝင်စားနေကြတဲ့ဟာကိုစာအုပ်ရေးထုတ်တဲ့လူကိုတော့ချီးမွမ်းကြပါရဲ့ဟုတ်လား ကျေးဇူးတင်ပါတယ်ဗျာကျုပ်တို့တကယ်ပဲဒီနေ့ကဆရာကတော့ဂမုံမင်ကိုကြည်ရင်စိတ်ကူးရပြီးအိမ်သားကအဖိုးကြီးနဲ့တိုင်ပင်လှုပ်လိုက်တာဗျို့ပုံနှိပ်တိုက်ကရောက်ဖမှုအကျွေးရိုက်တာဘလောက်ဖိုးလောက်ပဲပြရသေးတယ်ဘာဘာဘလို့ဒီဆောင်ကိုရှင်ထုတ်တာဟုတ်လားဩဆရာကတော့နေသူခေသူခါနဲ့ဆိုလို့မဟုတ်လား ဘိုင်းကြနေတော့စိတ်ကူးရတာနဲ့ဆရာကတော်စီကငွေတရားချေးသွားပြီးအဖိုးကြီးဒီကဓာတ်ပုံတွေဘလောက်ထုတ်သွားလို့တာလေကျွန်တော်တို့မှာဘာမှစမပြောနိုင်မဲအတော်ကြာအောင်တယောက်မျက်နှာတယောက်ကြည့်နေမိကြသည်ကိုအောင်ကျော်ကကျွန်တော်ဇနီးလက်သို့စာအုပ်နှင့်ငွေတရားရန်တရွတ်လမ်းပေးရင်ချီးစုပါပဲဆရာကတော်ရေဒီစာအုပ်ကလေးကအတော်အတွက်တယ်ဆရာကတော်စီကိုလည်းကမုန်းဝင်ခြင်းနဲ့သူတွေလာကြပါလိမ့်မယ် ဟုပြောလိုက်သည်ကျွန်တော်ဘာပြောရမှန်းမသိ၍သူ့ကိုယ်သာငေးကြည့်နေမိလိုက်သည်ကျွန်တော်ဇနီးကတော့ဒီစာအုပ်ထုတ်တာရှင်ဘလောက်မြက်လဲဟုမေးသည်ကိုအောင်ကျော်ကမသိသေးဘူးရောက်ဖပုံနှိပ်တိုက်ကိုဘလောက်ပေးရမယ်မသိဘူးစာအုပ်ထွက်ထွက်ချင်းကိုစလဲစီကငွေ300တော့ရခဲ့တယ်တွက်ကင်းရအားလုံးဆိုရင်800 900လောက်တော့ကြံမာပဲဟန်ကြတာပေါ့နော်စွန်မာပါပဲရှင်အခုတိတ်ရောင်းရတာပဲ နောက်ထပ်လဲနှစ်ရအောင်မှာပဲဒါနဲ့ရှင့်အိမ်မှာဘာကမုန်းနေရှိလဲဟမ်စုံလို့ပဲလာကြည့်လေကိုအောင်ကျော်ကရီးရင်ပြောလိုက်သည်ဒီစောင်းစွန်နာ ရှင်ကမုန်းတွေစိုက်လို့ပေါ့နော်ကိုအောင်ကျော်ကရီးနေသည်ကျွန်တော်ဇနီးကကြောင်ကြည့်နေရမှကျွန်တော်ကအလကားပါအမိယာသူ့အိမ်မှာကမုန်းနဲ့တူရမျက်ပင်တောင်လှလှပပမရှိဘူးကွဟုဝင်ပြောရသည် ထိုအခါမှာအလွန်ယိုးသားသောမရွှေမိကရီလျက်ပင်ရှိသေးသောကိုအောင်ကျော်ကားကြည်အားဟုတ်လားဟုမေးပါသည်။ဒါနဲ့ကမုံတောင်ဆရာကြီးဥအောင်ဆိုတာဘသူလဲဗျ။ဟုကျွန်တော်ကဖြတ်မေးလိုက်သည်။အဲ့ဒါကျွန်တော်အိမ်သားကကျွန်တော်ပြောတဲ့အဖိုးကြီးလေပင်စင်သားဗောကမုံယူကြီးဗော။သူ့ပင်စင်လာလာကလေးကမုံဝယ်တာနဲ့ကုံနာပဲ။ကမုံຫນွေလိုက်စုဓာတ်ပုံရိုက် စေးချမ်းတို့ဘာလို့လဲကကမုံချောင်းနေရှာကူးရည်နဲ့အတော့ကိုတဲတဲမဲမဲလှုပ်တာအာဂီယထိုးသလားအာဂီယထိုးတာတော့မဖြစ်ဘူးကမုံဆိုင်တာပဲဟာမျိုးကိုစုံးနေလားအိမ်ရှိမျက်နှာသာတစ်ခုလုံးကမုံပင်နေကြီးပဲမြေကြီးပေါ်ပြည့်နေလို့အစင်နေလှုပ်တင်ထားရတာလည်းအပြည့်ပဲပုပ်ပန်းဆမလေးလုံးစရာဥကြော်ဆိုတာကရောဟဲ့အဲ့ဒါကျွန်တော်လေဟဲ့ ကျွန်တော်သတိမရွှေမီလဲယခုမှသဘောပေါက်သွားတယ်လို့လူလိန်ခံရသူဤမျက်နှာသားမျိုးဖြင့်ရှက်ပြုံးပြုံးရကကိုအောင်ကျော်အားရှင်တော်တော်ဆိုးတဲ့လူပဲဒီလိုမှန်းသိရင်ရှင့်ကိုကျမပတ်စံမချီဘူးသိလားတသက်ညာစားတာပေါ့ကျမတို့တော့ထားပါတော့ကျမတို့ပဲပြုတ်သေးကလေးတနာပါတယ်ရှင်တနေ့လုံးခြေတူအောင်ရှောက်ရအောင်မှဒုက္ခမြငွေ၃လေးချက်ပဲရတယ် ဒီနေ့မနေ့သူလဲရှင်းစာအုပ်ကိုနှစ်ချက်ပေးပြီးဝယ်သွားလီရဲ့ရှင်ဟုရန်တွေ့ပါလေတော့သည်ကိုအောင်ကျော်လဲတဟာဟာရည်ရင်လစ်လေတော့ဤကိုအောင်ကျော်အတော်ဝေးဝေးရောက်သွားမှမက်ရွှေမီလဲမကြေနိုင်မချမ်းနိုင်သေးသလိုဘိုးချုပ်ကြီးအစိုးရကသူ့ကိုဖမ်းမာစီတော်ဟုထက်ဆင့်ကြိမ်စဲလိုက်လီဤရှုမဝမဂဇင်းအတွဲ16အမှတ်188ဇန်နဝါရီလ1963ခုနှစ် ရရှင်များခင်ဗျာလာရောက်နားဆင်ကြတော့82ရောက်တော့တောရရှင်များ ਨੇ ကိုရောက်ရဲ့ YouTube Channel ကိုအမြဲလိုလိုလာရောက်နားဆင်ကြတော့တောရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာအတန်ကတော့ဒီနေ့ထိအံ့နေတော့မှာပဲကျွန်တော်အတန်မထွက်သေးပါဘူးဆိုတော့ဟိုနားဆင်ရတာအဆင်မပြေဒီကြားထဲမှာပေါ့နော်ကိုယ့်ကိုယ်လည်းအားမရဘူးပေါ့အာဆိုတော့အဲ့လိုနားထောင်ရတာအဆင်မပြေဖြစ်နေလဲဟို ိခံပြီးတော့နားဆင်ပေးကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ကျမှပဲပြန်ဆုံပါမယ်ခင်ဗျာ။